ဆိုပြကြောင်မယုံနိုင်အောင်ဖြစ်ခဲ့ရရဆိုတဲ့အလားရွှေစိန်အားလုံးပဲမီလာပရက်တီချရှင်အနုပညာနယ်ပယ်မှာရောကိုပါလို့တွေ့မှာပါအောင်မြင်မှုတွေရရှိနေတဲ့အလားရွှေစိန်ကတော့အခုဆိုရင်အခုဖြစ်သွားဆိုပြနဲ့ရွှေလက်ထရောမယ့်အပေါ်မှာဂျီနူပီတီဖြစ်နေပြီးတော့ဆိုပြတစင်းနဲ့ပတ်သက်ပြီးတော့လေအလားရွှေစိန်ဟာသူ့အနေနဲ့မယုံကျေနိုင်အောင်ဖြစ်ခဲ့ရလို့ဆိုပါတယ်အဲကြောင့်လေးတွေနဲ့ပတ်သက်ပြီးတော့လေအလားရွှေစိန်ဟာခုလိုပဲပြောပြလာခဲ့ပါတယ်အလားရွှေစိန်ဟာဆိုပြကတကယ်ကိုတော်တာပါ အချက်ပြုတ်လေကောင်းတယ်ပြီးတော့သူကမုန်းလို့ရင်လည်းအရင်ကရတာရှိပြီးဆောက်လို့ကောင်းတာကိုရာသူ့လိုမလုပ်တတ်ဘူးပေါ့နော်သူအခြေပြီးမယုံနိုင်အောင်ကိုဖြစ်ခဲ့ရတယ်ဆိုပြကအရင်ကတော့လေအကူကလည်းဒူရင်းမှန်သွားတယ်ကိုကလည်းကြားနေမုတ်တွေစားတော့အဆင်ပြေတာပေါ့နော်အခုလည်းသူကရန်မလို့ကြွေရစားတယ်အကူအတွက်တော့စိတ်ချရပါပြီဆိုပြီးရွှေစင်ဝင်းကိုကဆိုပြတဲ့စဉ်ရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါတယ် အလရွှေစင်ကတော့လက်ထက်ခွင်းတောင်ဝဲရုံကဆိုဗီယက်ကျဲဝဆုံကိုလေဒုက္ခရိုင်စိတ်တန်းချပြင်ဆင်ပေးခဲ့ရပါရောင်မပြတ်တူအတွက်ဝဆုံလေးကိုတော့ဒီဇိုင်နာရတူနဲ့အတူသူမရဲ့စိတ်ကူးတွေနဲ့စိတ်တန်းချပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဒီဝဆုံလေးကလည်းဆိုဗီယက်ကျဲ surprise ဖြစ်စေခဲ့ပါတယ်အလရွှေစင်ကတော့သူမရဲ့နုပညာရေးကိုရီမာရောပရဟိတာဖက်မှာပါစူးစမ်းဆောင်ရွက်ပေးနေရပါပရိုက်တာလုပ်လေးတွေစူးစမ်းပြီးတော့လှူဆောင်ပေးသွားမယ်ပုံမှန်လေးဟင်းဝင်းရန်ကအခုလိုပဲပြောပြလာခဲ့ပါတယ် ဟေဝရန်ကအကူအပရိုက်တာဘက်ကိုလှုပ်သွားပြီးဖို့စဉ်းစားထားပါတော့အခုချိန်မှာအလုံးကားတည်တဲ့အချိန်မလီကျွန်တော်တက်နိုင်တဲ့ဘက်ကနေဆောင်ရွက်ပေးသွားမှာပါပရိုက်တာလှုပ်တွေကိုလည်းဆောင်ရွက်ပေးသွားရင်ဖြတ်တန်းသွားမယ်ကိုကူညီပေးလိုက်ရလို့ရလိုက်တဲ့ဗီဒီယိုကဘာနဲ့မှမလဲနိုင်ပါဘူးဆိုပြီးဟေဝရန်ကပြောပြလာခဲ့ပါတယ်အခုဆိုရင်ဟင်းဝင်းရနဲ့ဆိုပြီးဒစင်တို့ကချစ်တူတတန်းချောင်းနဲ့တောင်ပြေးသွားပြီးဖြစ်ပြီးအကြမီမော်ရွှေလက်တွေကြတော့မှာပါအရင်ပုံမှန်လေးပရိသတ်တွေကမန်နီမှာအမျိုးမျိုးရေးသားကဆူတောင်းပေးနေကြပါတယ် ဖိုက်တာတွေကတော့အခုလိုသတင်းကောင်းလေးအကြောင်းဝန်သားနေကြပါရယ်။ဟေဝင်ရရောဆိုပြတဲ့စင်တို့ကအမှုပညာနယ်ပင်မှာ အောင်မြင်မှုတွေရရှိထားပြီးပြည်သူရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားသူတွေဖြစ်ကြပါရယ်။အလားရှိစင်လီရတော့အခုဖြစ်သူဟင်ဝီရလို့အနုပယရဲ့ကွေရီမှာလည်းအောင်မြင်မှုတွေရရှိလာခဲ့ပြီးသူရဲ့ချစ်စရာကောင်းတဲ့ယုံကြည်လေးနဲ့တရားဆောင်ပြပြန်ကောင်းမွန်လို့နာကြောင်းပရိတ်တွေကအလားရှိစင်ရအနုပယလှူရှာမှုတွေမှာအပြေဝါအပြေဝင်ရပေးနေကြပါရဲ့ အခုလရှင်မှာတော့ကိုပိုင်စီပိုင်လူတွေကိုစူးစမ်းလုပ်ကိုင်းနေပြီးတပတ်မှလည်းလူတန်းထောက်ပံ့ပေးနေရကိုတွေ့ရပါတယ်။အဲလာရွေစင်ကတော့ခုစဉ်ကိုပိုင်စီပိုင်လူတွေမှာပါစူးစမ်းလုပ်ကိုင်းနေပြီးတပတ်မှလည်းအမှုပြလူတွေကိုစူးစမ်းပြီးတော့လုပ်ကိုင်းနေလည်းရှိပါတယ်။တို့မှာတော့ကိုလရှင်မှာကြည်ရေးကိုမစင်စားသေးပဲကိုဝဒနာပါတဲ့အမှုပြလူတွေကို 調査လုပ်ကိုင်းသွားမယ်လို့ဆိုပါတယ်။အလာရွှေစင်ကတော့ဒီမရဲ့အခြေအပေါ်ခုလိုပဲပြောပြလာခဲ့ပါတယ်။အလာရွှေစင်ကအခြေအကိုတော့တိတ်မစင်စားဖြစ်ပါအောင်ကိုရလုပ်တွေကိုပဲ調査လုပ်သွားမှာပါ။အခြေအနေနဲ့ပတ်သက်ပြီးကိုဘောတကယ်နားလည်မှုပေးနိုင်တဲ့သူမျိုးကိုရွေးချယ်မှာပါ။တပွားအလုံးလက်တဲသွားမှာမို့လို့ဆိုပြီးအလာရွှေစင်ကဒီမရဲ့အခြေအပေါ်ပြောပြလာခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလွတ်တမ်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။